င်္ဂလာပါရှင်။မနလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တနိုင်ငံလုံးအတိုင်းအတာဖြင့်ရွှေကောက်ပွဲကိုရှားနှုံးဖြင့်ကျင်းပနိုင်တော်မူမဟုတ်ဟုအကြံဖတ်မိအောင်လိုက်ဝန်ခံနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့်ရွေးကောက်ပွဲကိုရန်ုံဖြင့်ကျင်းပနိုင်တော်မူမဟုတ်ကြောင်းအကြံဖတ်မြန်လိုင်းကဝန်ခံပြောဆိုလိုက်ပါတယ်။ယနေ့နေပြည်တော်တွင်ပြုလုပ်သည့်စနစ်ပြည် NCA နှစ်ဖက်လှယ်ခမ်းနားတွင် အကြံဖတ်မြန်လိုင်းကထို့သို့ပြောဆိုခြင်းဖြစ်ပါတယ်။ လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ရွေးရွေးကောက်ပွဲကိုအပိုင်း၌ကျင်းပမည်ဖြစ်ပြီးတို့ရတွင်ရွေးကောက်ပွဲကိုရှားနှုံးပြီးကျင်းပနိုင်လို့မည်မဟုတ်ကြောင်းပထမအဆင့်အနေဖြင့်မြို့နယ်ပေါင်း102ခုနဲ့တွင်ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီးဒုတိယအဆင့်တွင်မြို့နယ်ပေါင်း100ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းတတိယအဆင့်တွင်ကြန့်ရှိနေသောမြို့နယ်များတွင်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းမြောက်လိုင်းကဆိုပါတယ်ရှားနှုံးပြုတော့မရဘူးဆိုတာကျွန်တော်ကြိုတင်ဝန်ခံထားပါတယ် ရှာနှုံပြေကတော့ရွေးကောက်ပွဲသုံးရက်စလုံးမှလည်းရှာနှုံပြေမလုံနိုင်ခဲ့ပါဘူး။အကြောင်းအမျိုးမျိုးကြောင့်မလုံနိုင်တဲ့ရွေးကောက်ပွဲကိုလည်းနောက်လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ကကြာပြတ်ရွေးကောက်ပွဲကိုဖြည့်ဆည်းပြီးတော့မှအားလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့စဉ်းစားထားတယ်ဆိုတာလည်းပြောလိုပါတယ်ဟုနေအောင်လိုင်ကပြောဆိုပါတယ်။လက်ရှိရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ58ပါတီမှကိုစလဲလောင်9000ကျော်ကစည်ရင်ပြည်တွင်တာပြီးတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်6ပါတီကရှင်းပြန်ပြီးဖြစ်ခါရှင်းပါတီများတွင်ကျန်းဖို့ပါတီက ကိုယ်စားလှယ်အရေးအတွက်တထောင်ကျော်ဖြင့်အများဆုံးရှင်ပြန်ကြီးဖြစ်ပါရယ်ဆက်လက်ပြီးမြန်မာနိုင်ငံတွင်စစ်တပ်ကကျူးလွန်နေသည့်လူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုများကိုနိုင်ငံတကာကတုံ့ပြန်အရေးယူရန်ဖြတ်ကွက်နေခြင်းကြောင့်ကြောင်မတ်ဖွဲ့ရနောက်ဆက်တွဲအကျိုးဆက်များကိုမြန်မာနိုင်ငံအိလက်ရှိအခြေအနေက ထင်ရှားစွာလက်ဟပြသနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမတ်ကြီးဦးချုံမိုးထွန်းကပြောဆိုလိုက်ပါတယ်။ရှမနီအမေရိကန်ပြည်အောင်စုနယူးယောက်မြို့အကျိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဥပဒေရေးရကော်မတီစက်တမကော်မတီ၏အထွေထွေဆွေးနွေးပွဲအစီအစဉ်အမှတ်81လူသားမျိုးတွေပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများခေါင်းစဉ်ဖြင့်အထွေထွေဆွေးနွေးမှုအတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းခုဆက်လေတတ်မှတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်ပြောဆိုလိုက်ခြင်းဖြစ်ပါသည် မြန်မာနိုင်ငံအပါဝင်ကမ္ဘာနေရာအနှံ့တွင်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ယာစဝတ်မှုများဆက်လက်ဖြစ်ပေါ်နေလျက်ရှိလူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ယာစဝတ်မှုများကို APP ဆိုင်ရာအတိုင်ဝန်းကပြက်သားစွာတုံ့ပြန်အရေးယူဆောင်ရွက်ရန်ပြက်ကွက်နေခြင်းဤချောင်းမတ်ဖွဲ့ရာနောက်ဆက်တွဲအကျိုးဆက်များကိုမြန်မာနိုင်ငံဤလက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြသနေကြောင်း 2025ခုနှစ်စက်တင်ဘာလအတွင်းလူခွင့်ရေးကောင်စီတို့တင်သွင်းခဲ့သည့်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ရယာဤအစီရင်ခံစာ၌အကြံဖတ်စေအုပ်စုကကျူးလွန်နေသည့်ယာစွေးဝဲမှုများပုံမပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရိမ်ဖွယ်ရာအထောက်အထားများဖြင့်ဖော်ပြထားကြောင်းအမတ်ကြီးကပြောဆိုပါသည်။အကြံဖတ်စေအုပ်စုသည်၎င်းတို့ဤရက်ဆက်ကြံကြုတ်သည့်ယာစွေးဝဲမှုများကိုတာဝန်ခံမှုမှရှောင်လွှဲရန်ကြံစီ၍တရားမဝင်အာဏာသိမ်းမှုကိုတရားဝင်စေရန်ရည်ရွယ်ချက်ဖြင့်အထူးရောက်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်နေကြောင်း တရားဝင်မှုကိုအထူးရောင်ဖန်တီးရန်ကြိုးပမ်းမှုများသည့်ရက်ဆက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုကျူးလွန်သူများကိုအဖြစ်ပေးအရေးယူခံရမှုမှာကာကွယ်ပေးနိုင်မည်လည်းမဟုတ်သလိုအကာအကွယ်လည်းမပေးသင့်သည်ကိုသတိပြုရန်လိုအပ်ကြောင်းတမ်မတ်ကြီးကထောက်ပြပါသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ယာစပွေးမှုများအတွက်တာဝန်ရှိသူများကိုအပြည့်ပြည့်ဆိုင်ရာယာစပွေးတရားရုံးနှင့်အခြားသောသက်ဆိုင်ရာတရားစီရင်ရေးရန်ရာများ၏တင့်လျော်သည့်တရားစီရင်ရေးလုပ်ငန်းစဉ်များမှတက်စဉ်အပါဝင်အပြစ်ပေးအရေးယူရမည်ဖြစ်ပြီးအကြံဖတ်ဆေးအုပ်စုကစီစဉ်နေသောအတုရောင်ရွေးကောက်ပွဲကိုပြတ်သားစွာပေးချရန်နှင့်ဆီအာနာရှင်စနစ်ကိုအဆုံးသတ်ရင်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတသောအနာဂတ်ကိုရရှိစေရသောအတွက် မြန်မာပြည်သူများ၏ကြိုးပမ်းမှုတွင်ခိုင်ခိုင်မာမာအထူးတကားနီလန်းအားလုံးကိုအသုံးပြု၍ရည်တည်ပေးကြရန် HPP ဆိုင်ရာအတိုင်ဝန်နှင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကိုတမ်းမဲကြီးကတောင်းဆိုလိုက်ပါတယ်။စစ်တပ်ကတရားမဝင်အာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တပ်သည်ခွဲခြားမှုမရှိ၄ချောင်းတိုက်ခိုက်မှုပေါင်း3844ကြိမ်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့ပြည်သူပေါင်း4135ဦးဆုံးရှုံးခဲ့ရကကျောင်းစေကန်နှင့်ဘာသာရေးအဆောက်အအုံတထောင်ကျော်အပါအဝင်ပုဂ္ဂလိကအဆောက်အအုံပေါင်း3000ကျော် ဖြက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်ပါကြောင်းလက်ရှိအချိန်တည်းမှတ်တမ်းတင်အတည်ပြုထားနိုင်သောအစုလိုက်အပြုံလိုက်တက်ဖြတ်မှု452ကြိမ်ကျူးလွန်ခဲ့ပြီးကလီငယ်ရခနန်းအပါဝင်အရက်သား4863ဦးတည်ဆုံးခဲ့ရပါကြောင်းအကြံဖတ်စစ်တပ်သည်တရားမဝင်အတင်းကျပ်စစ်သားစုဆောင်မှုပေါင်း 1638ရောက်ကိုလည်းကျူးလွန်ခဲ့ပြီးအရွယ်မရောက်သေးသူများအပါအဝင် လူပေါင်း3000ကျော်ကိုအတင်းအကျပ်စစ်သားစုဆောင်ခဲ့ပါကြောင်း2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ဗုဒ္ဓဘာသာဝင်တို့ဤနေတူးနေပြည့်နေ့တွင်ပင်အကြံဖတ်စစ်တပ်သည်သကိုင်းတိုင်းဒေသကြီးချောင်းဦးမြို့နယ်တွင်လူစုလူဝေးအတွင်သို့လူမဆန်စွာလေကြောင်းမှတိုက်ခိုက်ခဲ့ပြီးကလီငယ်များအပါအဝင်အရက်သား20ခန့်ဆုံးရှုံးခဲ့ရကလူပေါင်းများစွာထဏ်ရာရရှိခဲ့ပါကြောင်းတမ္မတ်ကြီးကပြောဆိုပါသည် အကြံဖက်စစ်တပ်ကလူသားမျိုးတွေပေါ်ကျူးလွန်သောရာဇဝတ်မှုများနှင့်စစ်ရာဇဝတ်မှုများကျူးလွန်နေရာတွင်ချင်း၊ကချင်၊ကရင်နီ၊ကယား၊ကရင်၊ရခိုင်၊ရှမ်း၊စကိုင်းနှင့်မကွေးတိုင်းဒေသကြီးများရှိအယက်သားများအပေါ်ခွဲခြားမှုမရှိဘဲပြစ်ခတ်တိုက်ခိုက်ခဲ့သည့်လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများတိတိတသားများပြလာခြင်းစနစ်တကျနှင်းပန်းနှိပ်စက်မှုများလိပ်ပိုင်းဆိုင်ရာအကြံဖက်မှုများကလေးသူငယ်များအပါအဝင်လူထောင်ပေါင်းများစွာကိုဥပဒေမဲ့အကျဉ်းချမှုများရှိနေကြောင်းတမ်မတ်ကြီးကရှင်းပြပါသည် မြန်မာနိုင်ငံတွင်စစ်တပ်ကကမကတ်ထားပြုလုပ်မီရွေးကောက်ပွဲသို့အာဆီယံကစောင့်ကြည့်လေ့လာရေးစစ်လုပ်ဖွဲ့မရှိကြောင်းမလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ထာဆန်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အော်တိုဘာလ23ရက်နေ့မလေးရှားနိုင်ငံကွာလန်လမ်ပူမြို့တွင်သတင်းတောက်များနှင့်တွေ့ဆုံစဉ်မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ထာဆန်ကပြောဆိုခြင်းဖြစ်ကြောင်း Free Malaysia Today FMT ကသတင်းဖော်ပြပါတယ်။မြန်မာစစ်တပ်၏သတင်းထုတ်ပြန်ချက်တွင်အာဆီယံကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများစေလို့ရန် သဘောတူတည်ဟုသတင်းထုတ်ပြန်ခဲ့မှုအပေါ်သတင်းတောက်များကမေးမြန်းစဉ်မလေးရှားနိုင်ငံသား၏ဝန်ကြီးကအာဆီယံနိုင်ငံသား၏ဝန်ကြီးများအကြားစစ်တဲ့ရွေးကောက်ပွဲသို့လေးလာစောင့်ကြည့်ရေးအဖွဲ့များဆေလွတ်မလွတ်ကိုဆွေးနွေးရအောင်မည်ဖြစ်ကြောင်းသို့ရာတွင်ဆေလွတ်ဖွဲ့မရှိကြောင်းထုတ်ပေါ်ပြောဆိုပါသည်အာဆီယံနိုင်ငံသား၏ဝန်ကြီးများအစည်းအဝေးမှာဒီကိစ္စကိုဆွေးနွေးဆုံးဖြတ်မှာဖြစ်ပေမယ့်အာဆီယံကသဘောတူမယ်လို့တော့ကျွန်တော်မမျှော်လင့်ပါဘူးဟုမလေးရှားနိုင်ငံသား၏ဝန်ကြီးကရှင်းပြပါသည် စစ်ကောင်စီကအော်တိုဘာ9ရက်နေ့မလေးရှားနိုင်ငံသား၏ဝင်ကြီးဤနေပြည်တော်ခီးစဉ်တွင်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုကိုဝန်တာပြီးဖူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးအဖွဲ့များဆင်လွတ်မည်ဖြစ်သည်ဟုမလေးရှားနိုင်ငံသား၏ဝင်ကြီးကပြောဆိုကြောင်းလိမ့်လည်သတင်းထုတ်ပြန်ခဲ့ပါသည်။မလေးရှားလွှတ်တော်အမတ်တချို့နှင့်မလေးရှားနိုင်ငံသား၏ဝင်ကြီးဟောင်းဆိုင်ဖူဒင်အဗ်ဒေါ်လာကလည်းစစ်တပ်ရွေးကောက်ပွဲကိုမလေးရှားကထောက်ခံသည်ဟုမြန်မာစစ်တပ်ကသတင်းထုတ်ပြန်ခဲ့မှုအတွက်ရှင်းလင်းပေးရန်မလေးရှားအစိုးရကိုကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါသည်။ ဇူလိုင်လအတွင်းမလေးရှားနိုင်ငံကွာလန်လပူမြို့တွင်ကျင်းပခဲ့သောအာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးဖြည့်ရှင်ရေးအတွက်ရွေးကောက်ပွဲမှဦးစားပေးမဟုတ်တောင်းအာဆီယံကတရားဝင်ကြေညာချက်ထုတ်ပြန်အတည်ပြုခဲ့ပါသည်အကြံဖတ်စစ်တပ်က အာဆီယံကချမှတ်ထားသောဘုံသဘောတူညီချက်၅ရပ်ကိုလိုက်နာခြင်းမရှိသဖြင့်စစ်ကောင်ဆောင်နှင့်ဝင်ကြီးများကိုအာဆီယံထိပ်သီးအစည်းအဝေးများတက်ခွင့်မပြုပေအာဆီယံကအရေးယူထားပါသည်။ဆလပီညင်းချန်တွင်တီတာယူမြုံဖြူအဖွဲ့ကိုတော်လိုင်းရေးတညာကြားဖြတ်တိုက်ခိုင်း ပြူ15ရောက်ထပ်မနေတိတ်ဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းချမ်းမြို့နယ်အတွင်းခြေရွာတွေကိုမိရှုဖျက်ဆီးနေတဲ့ဒီရာယူမွန်ပြူအဖွဲကိုတော်လိုင်းရဲတပ်တွေကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကျေတပ်ွင့်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။အောက်တိုဘာ၁၀ရက်ကမြင်းချမ်းမြို့နယ်ရွာတီညောင်ပင်ရွာလမ်းပိုင်းမှာဒီရာယူမွန်ပြူအဖွဲကိုကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်မှုအတွင်ပြူစောတိ15ရောက်ထပ်မနေတည်ဆုံခဲ့တယ်လို့သိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျေတပ်ဝင်တပ်ဖွဲ့ဦးဆောင်ပြီး MGN ိန်ချာဒိုင်းနမိုက်နဲ့ငင်းချံပောက်ကဖအဖွဲ့များကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကျမိုက်တဲ့တဲ့ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။